အဲ့ဒီကောင်ကမမိုးမှာဖြစ်တယ်အဲ့ဒါကြောင့်မမိုးရေးခိုင်းလိုက်တယ်အဲ့တော့သူများကြီးပြောမှာဆိုလို့ဒါဆိုရင်ပြောမဲ့သူတွေကဘာလို့ဆိုရင်သူတို့ကမမိုးတို့ကိုတမင်ကျွေးနေလို့လားသူတို့ကမမိုးတို့အတွက်ဘာတွေအကျိုးရှိနေလို့လဲသူများပြောမှာဆိုရင်မမိုးကိုယ်တိုင်တော့မမိုးရဲ့ဆွေမျိုးသားချင်းမမိုးရဲ့မိမအရေးခောက်ခောက်တွေပြောမှာတော့မမိုးဆိုရင်ဘာကြောင့်လဲဆိုတော့မမိုးတို့ဘဝအတွက်မမိုးတို့ရဲ့ရလတ်တွေကမမိုးတို့မှာပဲတာဝန်ရှိနေလို့မမိုးတို့ပေါ်မှာပဲမူတည်နေလို့အဲ့တော့သူများပြော ိုးရိမ်လေဆိုရင်ဘာကြောင့်စိုးရိမ်တာလဲကိုပါသာကိုချရင်အဲ့တော့အဲ့သူများ မင်းပြေးမယ်ဆိုအဲ့သူများကမမလို့စိုးရိမ်ရုံပဲလေဒါပဲရှိတယ်အဲ့တော့မမလို့ကကိုရဲ့ကိုကိုမထိခိုက်ဘူးသူများကမထိခိုက်အရာတွေဆိုရင်မမကတော့လုံမယ်လို့သုံးဖြတ်ပြီးသားလေအဲ့တော့မမကျွမ်းကျင်လို့ဆိုတဲ့အရာတွေမှလည်းကျွမ်းကျင်အောင်ကိုလုံနေလို့လားဆိုတဲ့ကိုကိုကိုပဲမေးပါအဲ့တော့ပြီးသွားလို့ရှိရင်သကလုံးရှင်းအောင်မပြောတတ်လို့သကလုံးရှင်းအောင်မပြောတတ်သကလုံးရှင်းအောင်မလို့ပြောမလဲဆိုတာကိုလိုက်ရှာကိုရှာတာပဲကိုရမှာကိုလိုချင်တာပဲကိုရမှာဖြစ်တယ်မမကြောက်ရင်မမလို့မှန်အောင်လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ထုတ်ကုန်မကျွမ်းကျင်ဘူးဆိုရင်မမလို့ထုတ်ကုန် ကျွမ်းကျင်အောင်လုပ်လို့ရတယ်။အဲ့တော့ line mode ကိုစတင်ဖို့တော့ကိုယ့်အတွက်အတားအဆီးတွေကိုယ့်ကိုမပြောင်းနိုင်နိုင်တဲ့အရာတွေအားလုံးချပြီးအချက်တရာဖြစ်ရင်ဖြစ်သွားပလိမ့်မယ်။အဲ့တော့မမိုးလို့ကကိုယ်ဘာတွေတားဆီးနေလဲသိမှဘာကြောင့်တားဆီးနေလဲသိမှကိုယ်ဘာလုပ်ရမလဲသိမယ်။အဲ့တော့မမိုးလို့ကနှစ်ချက်ပဲရှိတယ်။မသိရင်သိဘူးမလုပ်ရင်လုတ်တက်အောင်လုပ်မလုပ်လို့ရှိရင်မလုပ်ချင်ဘူးဆိုရင်လုပ်ချင်အောင်လုပ်။ဒါလည်းမထွက်ဘူးဆိုရင်မထွက်တဲ့လုပ်ရက်တွေကိုရက်ပြီး ပြောင်းလဲဒါပဲရှိနေတာအဲ့တော့မမိုးတို့နောက်တစ်ချက်ဆက်သွားမယ်အဲ့တော့မမိုးတို့လူတိုင်းကအောင်မြင်နေတဲ့သူအားလုံးပထမဆုံးအကြောက်တရားမသိချင်းနေရပဲစားကြောက်ကြောက်နေပဲစားတယ်မမိုးတို့မသိချင်းနေကပဲစားမမိုးဆိုရင် copy တော့မဟုတ်တော့ဘူး ကော်ပီတော့မကူတာဘူးအခုတည်းလည်းမမိုးလက်တော့ကိုကောင်းကောင်းကျွမ်းကျင်အောင်လုပ်တယ်အဲ့တော့မမိုးလိုချင်တဲ့အရာမမိုးအတွက်လိုအပ်တဲ့အရာတွေကိုမမိုးတစ်ခုပြီးတစ်ခုအာရုံစိုက်လာတာဖြစ်တဲ့အတွက်ငါကြောက်တယ်ငါမသိဘူးဆိုပြီးရက်ရက်နေတဲ့လူတွေထက်တော့မမိုးရှေ့ရောက်မမိုးတော်နေရတော့မဟုတ်ဘူးမမိုးဆက်သွားနေဒါပဲအဲ့တော့မမိုးကိုယ်တိုင်လည်းသာသမီ3ယောက်နဲ့အသက်34မှာမမိုးစတယ်အဲ့တော့ကိုကတခြားသူနဲ့လည်းတိုင်းရှင်းစရာမလိုဘူးတချို့သူတွေဆိုရင်မိဘ background ရှိတာမျိုး မောင်နှမ background ရှိတာမျိုးအမျိုးသား background ဆိုမမိုးမှာတယောက်မှ background ရှိဘူးအမျိုးသမီးတယောက်တည်းသွားတာအဲ့တော့မမိုးသွားသလောက်မမိုးရောက်တယ်ဒါပဲအဲ့တော့သွားနေတဲ့အရာကိုကိုရောက်လာမမိုးအမြဲတမ်းပြန်ဆန်းစစ်တယ်ဒါပဲအဲ့တော့မမိုးတို့ပထမဆုံးမှာအကြောက်တရားတွေရှိတာမတိချင်းတွေရှိတာသဘာဝပဲဆိုတာမမိုးသိဖို့လိုတယ်စတင်ဖို့လိုတယ်အဲ့တော့မမိုးတို့ကမမိုးတို့ကြောက်ကြောက်နေပဲစတာမမိုးပြောဘူးတယ် မမိုးကအပြင်မှာမိုက်ကန်ရတာကြောက်တယ်အဆရာတို့ဆိုရင်လည်းမမိုးကိုသိတယ်မမိုးကမိုက်ကန်တိုင်းမှာလက်တုံနဲ့အတန်လေးတုံနဲ့ငိုတန်လေးပါတယ်ချီလက်တွေတုံတယ်ဒါပေမဲ့မမိုးအဲ့အကြောက်တရားကိုမမိုးသိတယ်သိတဲ့အတွက်ဘာဖြစ်လဲဆိုတော့မမိုးဘဲတင်နမ်းမဲတက်တက်ဘဲပွဲပဲရှိရှိမမိုးစိတ်ပေါ်တာအခုဆိုရင်မမိုးပြင်မှာတွေ့နေတောင်စတင်နေပြီအဲ့တော့မမိုးတို့ကကြောက်ကြောက်နဲ့ပြူရပါလေ မိုးပွဲမှာမမိုးဘသူမှအဲ့လိုမိုက်တောက်တယ်လို့ထင်ဘူးအဲ့တော့မမိုးပွဲတစ်ခုမှာဆိုရင်ပြန်နိုင်ငွေရအောင်မမိုးကိုအဲဒီလိုမျိုး sharing လုပ်ဖို့အတွက် ဟာဆရာတရားဆိုတော့မမှုတိသေးတယ်မမှုမိုက်ကြောက်တတ်တယ်ဆိုတာအကြောက်တောင်းနဲ့စဖို့ခွားတွေပေးရင်လည်းမမှုတက်ခိုင်းတာဆရာနိုင်ငံရောက်ဆိုရင်မမှုမိုက်ကြောက်တာမသိဘူးမသိတဲ့အတွက်ခေါ်လိုက်မိတာလူတွေအများကြီးရှိတဲ့ပွဲစီမှာဆရာရောမအောင်ရှက်ခွေဒါပေမဲ့မမှုရှက်လာလို့မင်းမမှုရှက်ဘူးဘာဖြစ်လို့လဲဆိုတော့မမှုကမိုက်ဆကိုင်နေရမမှုမိုက်ကြောက်ပါတယ်လို့ဝန်ခံပြီးတော့စတက်တာအဲ့တော့မမှုကတော့ကိုကြောက်တဲ့အရာကိုတိအောင်လုပ်တယ်ပြီးကွန်ပျူတာဒါပဲအဲ့တော့ မို့လို့တက်ကြောင်းနဲ့စဖို့ဖွင့်ပြရပြီးသွားရင်တချို့သူတွေကရှိတယ်မသိချင်းတရားတွေနဲ့ online ပေါ်မှာဗီဒီယိုတွေလုတ်တယ်ပစ္စည်းလေးတွေကင်ပြီးရိုက်တယ်ဒီအရာတွေကရားလက်မထွက်ပါဘူးလို့ပြောတယ်ဒါပေမဲ့လုတ်တယ်လုတ်ရင်ကိုယ်အချိန်ကုန်ရောမောဆက်လုတ်ပေါ်ဒါပဲရှိတယ်လေအဲ့တော့မမိုးတို့တင်ယူရမယ်အလုတ်တစ်ခုကိုလုတ်တဲ့အခါမှာမမိုးတို့ထမင်းအိုးတော်မှာမမိုးတို့ဆွေမီမီယိုဖက်လာကပြပေးခဲ့လို့မမိုးတို့ထမင်းချက်တက်အဲ့တော့ဘဲအရာကိုပဲသွားသွား တည်ယူမှုကိုစားရမယ်အဲ့တော့မမလို့တည်ယူမှုမှာ free အခုခင်မှာဆိုရင် free တွေရှိတယ်ငွေကြေးနဲ့တက်ရတဲ့သင်တန်းတွေရှိတယ်အဲ့တော့ကို level နဲ့ကို free ကိုရှာတက်အဲ့တော့မမိုးဆိုရင် free ဆိုရင်လည်းအာမမိုးနာကလူတွေဆိုရင်တည်တယ်မမိုးက free ကိုဘယ်တော့မှ free လို့မပေးဘူး level တစ်ခုပေးတယ်အဲ့မှာ level 5ခုရှိရင် level တစ်ခုကိုမမိုးက free ပေးလိုက်တယ်နောက်ထပ်3-4ခုကိုမမိုးတို့ကသင်တန်းဖွင့်ဖွင့်မယ်ဒါပဲအဲ့အဲ့လိုမျိုးပေါ့နော်3-4ခု ဲ့တော့မမိုးတို့ဖြူမှုမှာမမိုးတို့ mindset နဲ့ပြောရမယ်ဆိုလို့ရှိရင် skill နှစ်ခုရှိတယ်ဗောနော်အဲ့တော့ mindset နဲ့ပတ်သက်တာကခုနက belief တွေမမိုးတို့ open mindset တွေရှိဖို့လိုတယ်ကိုယ့်ရဲ့ mindset က အာကုနာလိုမလုံရဲဘူးပါဘူးဆိုတာမမိုးရဲ့ mindset ကြောင့်အဲ့တော့မမိုးရဲ့ mindset ကဘယ်လောက်ထိ level မြင့်လဲပို့ပြီးတော့မမိုးရဲ့ဉာဏ်ပေါ်မူတည်ပြီးတော့မမိုးရဲ့ဖုံးဖြတ်နိုင်စွမ်းနေရင်ဆိုင်နိုင်စွမ်းနေရတိုးလာတာဖြစ်တဲ့အတွက်သင်ယူမှုမှာမမိုးရဲ့ mindset အပိုင်းလုံးဝပထမဦးစားပေးသင်ယူဖို့လိုတယ်ပြီးတော့လို့ရှိရင်တော့ scale ပေါ့အဲ့လို scale မှာမမိုးရဲ့အခု ကွေးကြီးတွေကလည်းအပိုင်းနှစ်ပိုင်းလိုတာလေအခုမမိုးတို့ဖြစ်သက်တာရောင်းနေဆိုရင်မမိုးတို့ဖြစ်သက်တာတက်စကေးတွေလိုသလို online ပေါ်တက်လာမှာဖြစ်လက်ဖြစ်တဲ့အတော့ online နဲ့ပတ်သက်တဲ့စကေးတွေမမိုးတို့လိုတယ်အဲ့တော့ကိုလိုအပ်တဲ့ကေးကိုထရေးပြီးတော့တစ်ခုချင်းတင်ယူရအောင်အားရှိလို့ねဒါကြောင့်အဲ့ဒီတော့တည်ယူဖို့အတွက်ကိုကိုခွင့်ပြုပါအဲ့တော့တချို့တွေကပြောတယ်တည်ယူဖို့ငွေမရှိဘူးတဲ့ အဲ့ဒီမမိုးရဲ့ messenger တွေအများကြီးပဲကျမတို့ဘာလို့ဘာလို့မမိုးတို့သူများကိုအကူအညီကိုစောင့်နေတဲ့မြမမိုးတို့ဘယ်တော့မှရက်လက်ကြီးကြီးမရဘူး ပြီးတော့လေတော့ခရီးတွေယူဖို့လဲမမိုးတို့ကိုမမိုးတို့ခွင့်ခွင့်ပြုမှာအဲ့တော့ဒီတွေကလူတွေအတွက်မမိုးကခုံယူတယ်လို့ကိုကိုကိုအတွက်လည်းခုံယူပေါ့နော်။မဖြစ်လို့လဲဆိုတော့မမိုးတို့ဒီလိုအချိန်မပေးချင်တဲ့သူတွေတောင်တပုံဒီလိုမျိုးစူးစမ်းတန်းစားတင်ယူဖို့အတွက်မမိုးဆိုရင်တင်နန်းပေါ့မမိုးတက်တော့ကနေပြီးတော့ဆိုင်းခွင့်မပေးဘူး။ Facebook သွားရတယ် Facebook ကနေမှ Telegram သွားရတယ် Telegram ကနေမှ Zoom link ကိုယူပြီးတက်ခိုင်းတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအကြောင်းအရာတွေကမှတော့ Telegram မရှိလို့ Zoom မရှိလို့မလုပ်တတ်လို့အဲ့ဒီအရာကမလုပ်တတ်ရင်မလုပ်နဲ့ဒါပဲ။အဲ့ဒါဘာကြောင့်လဲဆိုတော့မမိုးတို့ဘယ်သူမှခူးခတ်ပြီး live stream မှာမဟုတ်လို့ပဲ။အဲ့တော့မမိုးတို့မသိတာကိုသင်ယူရင်းနဲ့ပဲမမိုးတို့သွားရမှာဖြစ်တယ်ပေါ့နော်။အဲ့တော့သင်ယူရမယ်ဆိုတာကိုယ့်ဘာသာကိုယ်ပဲသုံးဖြတ်ရမယ်။အဲ့တော့မမိုး ဘလောက်ထိတည်ရဖို့မူတည်ပြီးတော့မမိုးဘလောက်ထိဘဝတွေမြင့်သွားမလဲဆိုတာမမိုးနဲ့ပဲစိုက်အဲ့တော့အခုဒီထဲမှာရှိတဲ့တယောက်ချင်းစီရဲ့ဘိတ်တစ်ယောက်ချင်းစီရဲ့တည်ယူမှုနဲ့ပဲကိုယ့်ရဲ့တိုးတက်မှုဟာစိုက်လေဒါဆိုရင်တည်ယူရတဲ့ပြဆိုလည်းမပြီးဘူးအချို့တွေဆိုရှိတယ်အယမ်းတည်ယူတာဒါပေမဲ့အဲ့ဒီတည်ခြင်းတရားတွေကိုပဲပိုက်ပြီးတော့ငါတည်ရဆိုပြီးတော့ကိုယ့်ကိုယ်ဆရာကြီးလို့ထင်တဲ့သူတွေတပုံကြီးအဲ့တော့မမိုးတို့အဲ့တည်တဲ့အရာတွေနဲ့လှုပ်ပြီးလို့ရလက်ထွက်ပြီးလားရလက်ထွက်ပြီးဆိုမှ အဲ့ဒီအရာကိုစိတ်ထားအဲ့တော့မမို့လို့အခုဆိုလည်းဒီထဲမှာတည်ယူတဲ့လူတွေအတူတူပဲဒါပေမဲ့ရလက်ချင်မတူဘူးမမို့လို့ online ပေါ်မှာလည်းစူးစမ်းနေတဲ့လူတွေအတူတူပဲရလက်ချင်မတူဘူးအဲ့တော့ကိုယ့်ရဲ့တည်ယူမှုကိုကိုတောင်းရင်ယူရတယ်လို့ကိုယ့်ရဲ့လုပ်ရက်ကိုလည်းကိုယ့်ဘာသာကိုပဲတောင်းရင်ယူရမှာအဲ့တော့မမို့လို့တချို့တွေဆိုရှိတယ်အဲရလက်တွေမထွက်တဲ့အလုပ်တွေကိုလုပ်ပြီးတော့အထိန်ကုန်နေရတာကိုဂုံယူနေတဲ့သူတွေအများကြီးရှိတယ်။အဲ့တော့မမိုးလို့ အကိုကဘာမှမဆုံးရှုံးသွားဘူးဆိုရင်တော့မအချိန်လေး plan နေဆုံးရှုံးသွားတယ်အဲ့တော့လွန်ခဲ့တဲ့မမိုးတို့ဆက်စားတုန်းကမမိုးကိုတိုင်းလေအဲ့လိုလုတ်ခဲလို့ပေါ့နော်မမိုးအချိန်လေးကိုဝိတ်ခဲ့ဘူးလေအဲ့တော့မမိုးတို့2020လောက်က online ပေါ်မှာအောင်မြင်မှုဟာအခုကြိုးစားရတာချက်အများကြီးနေတယ်အဲ့တုန်းက30ရာခိုင်နှုန်းမှကြိုးစားရင်အခု100ရာခိုင်နှုန်းမှကြိုးစားရတယ်ဒါကြောင့်လေ online ပေါ်တက်လာတဲ့သူတွေအများများလာလို့အဲ့တော့ဒီအချိန်မှာထပ်ပြီးတော့အချိန်ဆိုရင်အမိုးတို့နောက်နှစ်ပို့ပေးမယ်မယ်နောက်နှစ်ပို့ပေးမယ်မယ်ဒါပဲအဲ့တော့မမိုးဆိုရင်လည်းမမိုးအရန်တော်လို့မဟုတ်ဘူးဒါပေမဲ့မမိုးဆွဲရှိရှိနဲ့ကြိုးစားခဲ့တဲ့အတွက်မမိုးအတွက်တနေရာစာတော့ရှိနေတယ်ဒါပဲမမိုးမရက်တတ်ဘူးစိတ်ညစ်လည်းမရက်တတ်ဘူးနေမကောင်းလည်းမရက်တတ်ဘူးသတိနေမကောင်းလည်းမမိုးမရက်တတ်ဘူးမမိုးစိတ်ယုံတက်နေရင်တော့မှတောင်းကိုစိတ်ယုံပေးနာမှဆရာဝန်တွေလုတ်ပေးနေတာကိုကိုကတစ်ဖက်မှာသင်တန်းတက်တာမျိုးတွေမမိုးလုတ်တယ်အဲ့တော့ ခုကပေါ့မမိုးတို့မှာအလုံးလုံးလို့ရတဲ့အချိန်ရှိတယ်အလုံးလုံးလို့မရတဲ့အချိန်ဆိုမမိုးတည်ယူမှုလုပ်တယ်ဒါပဲအဲ့တော့မမိုးဆင်းုံတက်နေတဲ့အချိန်ဆိုမမိုးတို့တက်တော့ရရတာအဆင်မပြေမမိုးတည်ယူမှုလုပ်တယ်အဲ့တော့တည်ယူမှုတွေကိုလည်းမမိုးကစမ်းပိုင်ထားထားတယ်ဘာဒီလာဒီလာမှာဘာတွေတည်ယူမယ်ဆိုမမိုးမှာရှိပြီးသားအဲအဲ့လိုမျိုးပေါ့နော်အဲ့တော့မမိုးတို့တည်ယူရမယ်အဲ့ဒီမှာ mindset နဲ့ skill နှစ်ခုရှိတယ် mindset ဆိုတာမမိုးတို့ အာဒီ problem solving နေမမို့လို့ပြဿနာတွေကိုရင်ဆိုင်တဲ့အခါမှာကိုယ့်ကိုယ်ယုံကြည်တဲ့အခါမှာကိုလုပ်တဲ့အလုပ်တွေကိုခွင့်ပြုတဲ့အခါ mindset နဲ့မူတည်တယ်။ကြည့်ရကြတော့မမို့လို့ကိုလုပ်တဲ့အလုပ်မှာဘလောက်ကျွမ်းကျင်လဲကိုယ့်ရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပြီးတော့မမို့လို့ရဲ့ဝင်ငွေတွေကတိုက်ရိုက်အထူးကြ။အဲ့တော့ကိုက10သိန်းကိုကျွမ်းကျင်မမို့လို့10သိန်းဝင်ငွေရှာလို့ရမှာလို့။အဲ့တော့သိန်း100ရနေတယ်လို့လည်းမမို့လို့သွားရှင်လို့မရဘူး။အဲ့တော့ကိုကသိန်း100ကိုလိုချင်ရင်သိန်း100နဲ့လုံလောက်အောင်မမို့လို့ကြိုးစားရမှာပဲပေါ့နော်။ ဲ့တော့ဘုံတို့တင်ယူပြီးသွား ပြီတချို့ကငါတိတယ်ဆိုတာနဲ့ပဲသူများကိုငင်းဖို့သူများကိုပြောပြဖို့သူများကိုဆရာကြီးလုပ်ဖို့ပဲအာရုံစိုက်တယ်ဘမိုးတို့အဲ့ဒီတိထားတဲ့အရာကိုလုပ်ဖို့အတွက်အရှင်ကိုအာရုံစိုက်ပါအဲ့ဒီထဲမှာမမိုးကိုယ်တိုင်လည်းပါခဲ့ပြီလေဘာလို့လဲမမိုးကတိရတယ်နည်းနည်းလေးလုပ်ပြီးပြီမမိုးက330လောက်ရလာထုတ်ပြီးတော့မမိုးကကိုယ်လူကို330အထိပြနိုင်တယ်နည်းနည်းလုပ်ပြီးသွားအဲ့တော့မမိုးတို့က ခုကိုယ်တိုင်ကုကုကိုလုတ်ဖို့ဖြစ်တယ်ရပိုင်းလုံးခွင့်ပြုပါပြီးပြီဆိုမှအခြားသူကိုပေးရမယ်မမိုးရဲ့ရွေချက်ကတော့မမိုးတရာရခိုင်လုံးသိရင်မမိုးလူတွေကိုမမိုးလုတ်ပြီးတဲ့အချိန်မှာမမိုးသိန်းတရာရပြီးတဲ့အချိန်မှာသူတို့သိန်းတရာရဒါဆိုရင်မမိုးကသိန်း300ကိုတက်တက်ကမှာပဲအဲ့ဒီသိန်းတရာမှာမမိုးကရက်နေခဲ့ဘူးတဲ့ ဲ့လိုမျိုးဆိုရင်မမိုးလို့တခြားသူတွေကကြော်တက်သွားမယ်မမိုးလို့ဖြွားသွားတဲ့အချိန်မှာမမိုးလို့ဝမ်းနေစရာမလိုဘူးအဲ့တော့ကိုမမှန်လဲသွားရမှာအဲ့တော့မမိုးလို့ဘာတွေမသိလို့ဘာတွေမသိလို့ဆိုတာကတယောက်နဲ့တယောက်မတူတာဖြစ်တဲ့အတွက်မမိုးလို့သိတာရှိတာနဲ့ပဲမမိုးလို့ရဲ့ action ကိုစမှာအဲ့မှာမမိုးလို့မှားလိုက်မယ်ဒီူးမတက်ဘူးဘာလို့မတက်လဲသိလာလိမ့်မယ်ဘာလို့လုံနေတယ်လုံနေနေရလက်မထွက်ဘူးချာဖွေနေတဲ့သူဆိုရင်သိလာလိမ့်မယ် အဲ့တော့မမိုးလို့ကကြည်တာနဲ့စမယ်မမိုးကိုယ်တိုင်လည်းဟိုဟာလေးရှိမှလုံမယ်ဒီဟာလေးရှိမှလုံမယ်ဆိုတဲ့အချိန်ကြီးရှိခဲ့ပြီးလေအဲ့တော့အဲ့ဒီအချိန်မှာသူများကလုံလို့ပြီးသွားပြီအဲ့တော့ကိုယ်လေးလည်းကြည်တာကြည်တာနဲ့ပဲစပါပြီးသွားရင်ဥမာပေါ်ဗီဒီယိုအတင်းတင်းကိုအရင်ကျွမ်းဖို့ဗီဒီယိုအတင်းတင်းနည်းနည်းပဲလုံရတယ်ပိုင်ရသွားအပြင်မှာရိုက်ဖို့လို့ကိုကအပြင်မထွက်နိုင်ဘူးအိမ်လေးကနေပြီးတော့အကောင်းဆုံးလို့ အဲ့လိုမျိုးပေါ့နော်။ခွေအားနေချက်ကပါလေခွေအားတာချက်ကအခုမမိုးဆိုရင်မမိုးဆိုရင်ဥမာပေါ့မြို့ပေါ်မှာမမိုးမတင်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့မမိုးစုနေတာတွေအခန်းကျင်းတာတွေကိုမမိုးကမနေခြင်းဘူး။အဲ့ဒီမမိုးရုံနေရာဆိုရင်ဂလီပါတွေ wifi ဖတ်တယ်။ဒါပေမဲ့ နေရာကျကျနေရမယ်ပြောပြင်သလိုစစ်စစ်ဝန်ပြောလို့အဲ့တော့မမိုးက energy ထည့်ပြီးတော့မမိုးများများပြောတဲ့အလုပ်ကိုလုပ်တယ်။ဘာလို့လဲမမိုးအပြည့်မသွားနိုင်ဘူး။ပြီးသွားလို့ရှိရင်မမိုးအပြည့်မသွားချင်ဘူး။အပြည့်မသွားချင်လို့မမိုးဒီအလုပ်ကိုရွေးတာတဲ့။အဲ့တော့လူတိုင်းမှာအာသာချက်အားနည်းချက်ရဲ့သူများရဲ့လုံနိုင်လာတဲ့အာသာချက်တွေကိုကြည့်ရမှာမဟုတ်ဘဲနဲ့ကိုလုံနိုင်တဲ့အာသာချက်ကိုကြည့်ပြီးတော့ကိုယ့်ရဲ့အားနည်းချက်ကိုကာကွယ်ရမယ်။မမိုးဆိုရင်အပြည့်သိမ်းမထွက်နိုင်ဘူး။မမိုးမျိုးပေါ်မှာမနေနိုင်ဘူး။အဲ့တော့အပြည့်မှာဗီဒီယိုတွေညနေနေတဲ့ ိုယ်အိမ်ထဲမှာများများရိုက်နိုင်အောင်မဟုတ်ဘူးလုပ်တယ်အဲ့မှာမဟုတ်ပါလို့လဲ energy များမထည့်အဲ့တော့သူများအတက်မလုံးနိုင်တဲ့အတွက်မဟုတ်ဘူးစကလုံးတွေ content တွေများများလုပ်တယ်အဲ့တော့သူများလုံးနိုင်တာကိုကြည့်နေရမှာမဟုတ်ဘူးကိုလုံးနိုင်တာကိုကိုလုံးအောင်အဲ့တော့မမိုးတို့တိတာရှိတာနဲ့စပါအဲ့ဒီမှာမှတပြေးပြေးကိုရလာတဲ့ဝင်ဝေပေါ်မူတည်ပြီးတော့မမိုးတို့ကအတွေ့အကြုံသင်ခန်းစာတွေကနေပုံကောင်းအောင်ဆက်လုပ်အောင် ဲ့တော့မမိုးဆိုပြီးသွားပြီလုတ်ပြီအဲ့မှာအရာလည်းအဲ့ဒါပဲတူပါတော့ဒါဆိုရင်မမိုးတို့ချက်ကလစ်ပြန်လုတ်ပါအဲ့ဒါတည်းပဲငါလုံးနေတဲ့အရာတွေအားအများကြီးနဲ့မမိုးတို့မြင်ဘူးတဲ့မမိုးတို့နဲ့အတူတူလုတ်တဲ့သူတွေတော့ပြီးမှာနေရာလည်းမထွက်ပါဘူးဆိုတဲ့အလုပ်ကြီးကိုစိတ်ပြေနေပြီနဲ့ပျော့ပျော့ကြီးကိုလုံးနေတာအဲ့တော့ဘာဖြစ်မှာလဲကိုပဲကျန်နေအများကြီးပဲအဲ့ဒီတော့မမိုးတို့ကလူမျိုးတောင်းလဲဖို့မမိုးတို့မှာလုတ်ပြီးနိုင်သွားလဲမရှိသလိုကိုကိုယ်တိုင်ပြောင်းလဲမှာရတာဖြစ်တဲ့အတွက် Mm-hmm.